တော်နေထောက်ကိုရင်ကဂေါလုခေါ်တာခံရတဲ့ရိုနယ်ဒိုကဘောနိုကိုထိခဲ့တဲ့ဂျယ်ဝင်ပေါ်တူဂီလပြည်တင်းကောင်းဆောင်ခရစ်စတီယာနိုရိုနယ်ဒိုကသူ့အချီရတဲ့ဇနီးလေးဂျော်ဂျီနာရိုဒီကွန်နက်တူအမေရိကန်ပြည်ထောင်စုအင်ပီရိုမှာဂျင်းပါခဲ့တဲ့ညစာစားပွဲတစ်ခုကိုတက်ရောက်ခဲ့ပြီးအဲဒီပေါ်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့ကိုဂေါလုတိုက်ရိုက်ခေါ်ဖို့ချီးကျူးဂုဏ်ပြုခဲ့ကြတဲ့အကြောင်းရိုနယ်ဒိုကဂရုစရာအခိုင်အတန့်တစ်ခုဖြစ်ခဲ့ရပါတယ်။အင်ပီရိုညစာစားပွဲကိုတက်ရောက်လာတဲ့ဒေါ်နယ်ဒိုကိုထရန့်ကပြုံးငါစွာကြိုဆိုခဲ့ပြီးကျွတ်ဘောလုံးသောဘွားစွမ်းဆောင်ရည်ကိုအမြင့်ဆုံးတင်မှတ်ပြူကြောင်းလူများရှိမှထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ထရန့်ကညစာစားပွဲမှာပါဝင်တက်ရောက်လာတဲ့ရေးပါတဲ့ဧည့်သည်အားလုံးရှိမှဒေါ်နယ်ဒိုကိုယဉ်ညွတ်ပြီး သူကတော့တကယ်ကိုကမ္ဘာမှာအကောင်းဆုံးစားမပါပဲလို့ချီချူပြောဆိုခဲ့တဲ့ပြင်ကိကြအောင်စားလောက်ကရဲ့အမြင့်ဆုံးအထိမှတ်ပြုမှုဖြစ်တဲ့ဂေါလိုပါတိုက်ရိုက်ခေါ်ပြီးဂုံပြုခဲ့တာဖြစ်ပါတယ်။ထွန်းဒီနိုထုတ်ပေါ်ပြောကြားမှုတွေကရော်နယ်ဒိုကိုဘလုံးမတူဦးဖြစ်တာမှာကပဲ။ကမ္ဘာလုံးဆိုင်ရာစင်တဲမြင့်မာတဲ့ဆန်ပြောက်ပုဂ္ဂိုလ်တူဦးဖြစ်ပါအမေရိကန်နိုင်ငံကြီးလောကမှာအထိမှတ်ပြုလိုက်ခြင်းဖြစ်ပြီးရော်နယ်ဒိုရဲ့စိတ်ပိုင်းဆိုင်ရာဘဝင်ခက်စီရာနဲ့အင်အားဖြစ်စေတဲ့အဖြစ်ပြက်တစ်ခုဖြစ်ခဲ့ရပါတယ်။ဒါပြင်ထွန်းကသူ့ရဲ့သားဖြစ်သူကရော်နယ်ဒိုရဲ့ကြီးစားပရိသတ်တွေဦးဖြစ်ကြောင်းကိုပါပုံပုံလင်းလင်းဖွင့်ရပြောဆိုခဲ့ရမှာ။ရော်နယ်ဒိုရဲ့ကမ္ဘာလုံးဆိုင်ရာဩဇာကလည်းအမေရိကန်ပြည်ထောင်စုရဲ့နိုင်ငံရေးထိပ်တန်းတိုင်းပြည်များထိပါတက်ရောက်မှုရှိနေတာကိုပြသနေခြင်းဖြစ်ပါတယ်။ ဒီလိုမျိုးထိကြီးကုန်မြို့မှုကနာရဏကအာကစားနယ်ပယ်ရဲ့ဘောင်းနေထက်ကြော်လွန်ပြီးနာရဏကတနမရေးရကိစ္စရက်တွေပေါ်လွှမ်းမိုးနိုင်တဲ့ပုံကိုယ်တူအဖြစ်ရက်တွေနေချောင်းကိုခိုင်မာပေါ်ပြခဲ့ပါတယ်။ဒါတို့ကအဲ့ဒီညသာစားပွဲကိုရုပ်ရှင်နဲ့ဖျော်ဖြေပြီးပုံကိုယ်တူအဖြစ်တက်ရောက်ခဲ့တာမဟုတ်ပဲအဲ့ဒီညသာစားပွဲကအင်ဖျူရောမှဒေါ်နယ်ထရန့်နဲ့ဆော်ရီမင်းသားပါဝင်တခြားသောစီးမြင့်ရရှိကြောင်းမှအရေးပါတဲ့နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲတစ်ခုပြုလုပ်ပြီးတဲ့နောက်မှာကျင်းပခဲ့တဲ့ညသာစားပွဲတစ်ခုဖြစ်ကြောင်းသိရပါတယ်။ဒေါ်နယ်ရိုနီရဲ့လက်ရှိမှာဆော်ရီကလပ် NSR အသင်းတွေကစားနေတာကြောင့်သူကဆော်ရီမင်းသားနဲ့နိုင်ငံရေးရရေးပါတဲ့စီးမြင့်ရရှိတဲ့နေတူအင်ဖျူရောရဲ့ရေးပါတဲ့ညသာစားပွဲကိုတက်ရောက်ခဲ့ပြီးသူကကုန်တိတ်ကကိုမြင့်တင်နိုင်မဲ့ခိုင်တဲ့တစ်ခုကိုရယူပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ တွဲကမ္ဘာလုံးဆိုင်ရာစင်တဲမြန်မာမှုကဒီလိုမျိုးနိုင်ငံရေးဆိုင်ရာတန်တမာရေးပါတဲ့ပွဲတွေကိုပါတက်ရောက်ခွင့်ရရှိစေခဲ့တာဖြစ်ပြီးတူဝါဆော်ရီဘလုံးလုံးကရဲ့မျက်နှာစာတစ်ခုဖြစ်တာမှာကပဲဆော်ရီအမေရိကန်ဆက်ဆက်ရေးရဲ့နောက်ကွယ်မှာပါရေးပါတဲ့ပုံကိုယ်တစ်ခုဖြစ်တိမှတ်ပြုခင်ရခြင်းကိုပြသနေပါတယ်ရနိုရီကမ္ဘာလုံးဆိုင်ရာကြော်ကြောင်းမှုဩစာအာနာကအကားကိုကျော်လွန်ပြီးနိုင်ငံတကာဆက်ဆက်ရေးတွေမှာပါပါဝင်ပတ်သက်နေကြောင်းကိုလည်းဒီပွဲတက်ရောက်မှုကခိုင်မာသက်သေပြလိုက်တာလည်းဖြစ်ပါတယ်